တော်လည်ပြည်သူများအလုံးစုမင်္ဂလာပါရှင်မင်္ဂလာပါခင်ဗျာဟုတ်ကဲ့ကျမကတော့ CDM မြန်မာစံနေလာဝင်ဖြစ်ပါတယ်ကျွန်တော်ကတော့စိုင်းစရာပုံစံဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်ပြည်သူများကိုကျမကကမ်ပင်းတစ်ခုအနေနဲ့မိတ်ဆက်ပေးပြရစီရှင်ဟုတ်ကမ်ပင်းရဲ့အမည်ကိုပြောပြပါဦးကမ်ပင်းရဲ့အမည်ကတော့ကျွန်တော်တို့အဲ Justice Soldier တပ်ဖွဲ့ရနေပြီးတော့ပြုလုပ်နေတဲ့ Mission Anonymous ဆိုတဲ့ကမ်ပင်းဖြစ်ပါတယ်ဟုတ်ပါတယ်ကမ်ပင်းရဲ့ရည်ရချက်ကတော့ drone အစီးတရာဝယ်ဖို့အတွက် US ဒေါ်လာ8000ဖြစ်ပါတယ်ရှင်ဟုတ်ကမ်ပင်းရဲ့ target amount က US dollar 9000เนาะဟုတ်ပါတယ်9000အဲဘာကြောင့်ကျွန်တော်တို့ဒီ campaign ကိုပြုလုပ်ရတာလဲဆိုတော့ယခုအချိန်မှာရန်သူဘက်ကနေပြီးတော့ကျွန်တော်အစ်မနည်းပညာတွေနဲ့အဲကျွန်တော်တို့ဒေါ်လာရေးအဖွဲ့တွေကိုအဲ drone တွေနဲ့လာပြီးတော့တိုက်ခိုက်တာကြီးရှိတယ်အဲ့ဒါတွေကိုကျွန်တော်ဟန်တာဖို့အတွက်ဆိုရင်ကျွန်တော်အစ်မရဲ့အဲရန်သူရဲ့ drone တွေကိုဟန်တာဖို့အတွက်ကျမ်းပါလိလိုအပ်ပါတယ်နောက်တစ်ခုကကျွန်တော်တံပြန်တိုက်စစ်ဆင်ဖို့အတွက်ဆိုရင်လည်းအဲပြန်ပြန်သူဘက်ကကျမ်းပါလိကိုကျွန်တော်ကြော်ပြီးတော့ တိုက်ခိုက်နိုင်တဲ့ drone တွေ၊ kamikaze drone တွေအဲဒီလိုမျိုးအဲကျွန်တော်တို့ထိုးစစ်ဆင်ဖို့အတွက်အရေးကြီးလိုအပ်နေတာဖြစ်ပါတယ်။အဲကျက်စစ်စုကြောဖွဲ့မှာဆိုရင်လည်းအဲအစစ်မြေနီးပညာတပ်ဖွဲ့တွေလည်းရှိတယ်။သူတို့တွေကိုအဲကျွန်တော်တို့ဒီပံ့ပိုးပေးနိုင်ဖို့အတွက်ဒီ campaign ကိုပြုလုပ်တာဖြစ်ပါတယ်။ဟုတ်ပါပြီ။ဒါကြောင့်မို့ ဝင်ဟင်းတဲ့မြေပြင်မှာအစင်းမြင့်တဲ့ဒရုန်းကြီးပညာတွေပေါ့နော်အခွင့်တွေပေါ်ပေါက်ခွေရအတွက်ကျမတို့ရဲ့ဒီကမ်ပိန်းမှာပြည်သူများကိုပါဝင်ဖို့အတွက်ဖိတ်ခေါ်ပါလိမ့်ရှင်။ဟုတ်ကမ်ပိန်းရဲ့တက်မှတ်ကာလကတော့အဲအောက်တိုဘာ15ရက်နေ့ပြီးတော့ဒီဇင်ဘာ1ရက်နေ့ဖြစ်ပါတယ်။အဲ့တော့ကမ်ပိန်းရဲ့အမည်လေးမိမှာဆိုလို့ထပ်ပြောပြရစီ Justice Soldier တက်ဖွဲ့ရနေပြီးတော့ပြုလုပ်ထားတဲ့ Mission Anonymous ဖြစ်ပါတယ်။အဲဒီကမ်ပိန်းမှာပါဝင်ပြီးဖို့အတွက်လည်းဒီရင်းဒီပါက ကျွန်တော်တို့တော်လန်ပြည်ပပြည်သူများအားလုံးကိုဖိတ်ခေါ်ပါရစေခင်ဗျာ။ဖိတ်ခေါ်ပါရစေ။